ပိုင်တကွန်ရဲ့မင်္ဂလာပွဲမှာဘဲစပွန်ဆာမှမယူပဲခရိုနီတတိကတော်ပြီးပြီးသိန်းပေါင်းတောင်းကနန်ကတ်တဲ့လက်ဝဲရတနာနဲ့ခြေပြားခဲ့တဲ့ဝမ်မုံရွှေကြီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ MCLBish ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်လို့ချူဆိုပါရရှင်။ ပြည်ကနေဇော်လာ၁၄ရက်နေ့မှာပိုင်းတကွန်နဲ့မလင်မြဖူးတို့ကဆူလျာရပတ်မင်္ဂလာဝဲကိုခန်းသားစွာကျင်းပခဲ့ကြတာမို့အနုပညာရှင်အများအပြားလည်းတက်ရောက်ကြပါတယ်။အနုပညာရှင်လောကရဲ့ထိတ်တဲမင်းသားမင်းသမီးတွေအပြိုင်ဆိုင်တက်ကြတဲ့မင်္ဂလာဝဲဆိုရင်လည်းမမှားပါဘူး။အနုပညာရှင်တိုင်းရဲ့မင်္ဂလာဝဲကိုမတက်ရောက်ပြီးပြကြတဲ့ဝင်းမုံရွှေရီမိုးဟေကိုဖွေးဖွေးတို့ကလည်းပိုင်းတကွန်ရဲ့မျက်နှာနဲ့တက်ရောက်ပြီးခဲ့တာပါ။မင်္ဂလာပွဲတက်ဖို့အတွက်အနုပညာရှင်တွေကအပြိုင်ဆိုင်ကိုပြင်ဆင်ခဲ့ကြတာပါ။ စုံနေဆိုရင်လေဒုထက်ကအပြိုင်ဆိုင်ကိုလှအောင်လို့ဝက်ကြတာဖြစ်ပါတယ်။ဟာကနေဟင်ကနေဖြစ်အောင်ပြင်ဆင်ပြီးတော့တက်ကြတဲ့ပွဲကိုဝင်းမုံရွှေကြီးကခင်မုံဖြစ်သူကိုနိုင်ဖြိုးကျော်ရဲ့လက်ကိုဆွဲပြီးတော့တက်ရောက်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဝင်းမုံရွှေကြီးက ကိုနိုင်ဖြိုးကျော်ရဲ့ဇနီးဆိုတဲ့အတိုင်းသိန်းပေါင်းတောင်းချီတဲ့နဲ့လက်ဝဲရတနာတွေရလည်းမပါမဖြစ်ပဲဖြစ်ပါရယ်ဘိုင်ဒဂွန်ရဲ့မင်္ဂလာဝဲကိုလည်းသိန်းပေါင်းတောင်းကနန်းဝင်းချိန်ခဲ့တဲ့လက်ဝဲရတနာတွေကိုဝစ်ဆင်ပြီးတော့တက်ရောက်လာခဲ့တာဖြစ်ပါရယ်စိန်နဲ့ပရမားတွေခြေလေထားတဲ့လက်ဝဲရတနာတစင်စာကိုဝစ်ဆင်ပြီးတော့ပွဲကိုတက်ရောက်ခဲ့တာဖြစ်ပါရယ်ဝင်းမုံရွှေဝစ်ဆင်ခဲ့တဲ့လက်ဝဲရတနာတွေကအရေးအသွေးပြည့်မီတဲ့အပြင်စီလိုက်တာနဲ့သိန်းပေါင်းများစွာပေးရတဲ့လက်ဝဲရတနာဆိုတာထင်ရှားလို့နေတာဖြစ်ပါရယ်ဝင်းမုံရွှေ ီအတွက်ကတော့အခုလိုလက်ဝဲယန္တနာတွေဝဲရတာကမဆန်းကျေတော့ပါဘူး။ကိုနိုင်ဖြူစုံနဲ့လက်ထပ်ပြီးတဲ့အချိန်ကစပြီးတော့သူမရဲ့ခန္ဓာကိုယ်မှာတိမ်ပေါင်းတောင်းချီတဲ့လက်ဝဲယန္တနာတွေကအမြင်လိုလိုနေရယူထားတာဖြစ်ပါတယ်။အခုလိုဝဲလာဖို့လည်းတခြားလူပညာရှင်တွေလိုစပွန်ဆာဆိုင်ရနေပြီးတော့ယူဝဲစရာမလိုပဲခင်မွန်ဖြစ်သူကိုနိုင်ဖြူစုံကိုယ်တိုင်ဆင်ပေးတာဖြစ်ပါတယ်။ အကယ်ဒမီဘေးဘွဲတော်ကလည်းဝမ်မုံရွှေရဒိန်ပေါင်းတောင်းချီတန်နဲ့ကျောက်စိန်ဆွဲကြိုးကြီးကိုဝစ်ဆင်ပြီးတော့အကယ်ဒမီယူခဲ့တာဖြစ်ပါတယ်။အခုလိုမျိုးခြေပြီးတော့ဝင်နိုင်ဖို့ကိုလည်းကိုနိုင်ဖြိုးချော်ကိုယ်တိုင်ဆင်ပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့ကိုနိုင်ဖြိုးချော်နဲ့ယူပြီးဟန်နောက်ပိုင်းမှာဝမ်မုံရွှေရပွဲတက်ပြီဆိုရင်တော့တန်ဖိုးကြီးလက်ဝတ်ယန္တနာတွေကိုဒါအမြဲလိုလိုဝစ်လို့နေတာဖြစ်ပါတယ်။ဘိုင်ဒဂွန်ရဲ့မင်္ဂလာပွဲကိုတက်ရောက်လာတဲ့အနုပညာရှင်တွေဆိုရင်တော်တော်များက လဝိယန္နာတိမ်မဝစ်ကြပါဘူးဖွေးဖွေးနဲ့ခင်ဝင်းဝါတို့ဆိုရင်လဲတံပိုးကြီးယန္နာတွေမဝစ်စင်ပဲတက်ရောက်ခဲ့ကြတာဖြစ်ပါတယ် ကိုနိုင်ဖြိုးချုံနဲ့လက်ထပ်လိုက်ရတာကဝမ်းမှုရွှေရဲ့အတွက်တော့အကောင်းဆုံးကံကောင်းခြင်းဖြစ်သွားခဲ့ရပါတယ်။နိုင်ငံသားမှဆိုလဲဒေါ်လာနဲ့ချီပြီးတော့ယင်းနှမျိုးနှံချတဲ့ကိုနိုင်ဖြိုးချုံကိုရလိုက်တာမို့တကယ်ကိုရွှေပုံနန်းဆန်ဘဝကိုပြောင်းလဲသွားတာဖြစ်ပါတယ်။ပဲ ਉਹ ပဲသွားသွားတော်ဝင်မင်းသမီးလေးလာပဲသွားလာနေရတာဖြစ်ပါတယ်။ဒါအပြင်အမှုပညာလောကကပွဲတက်တယ်ဆိုရင်လည်းဘာပစ္စည်းမှထည့်လို့မရပဲအလှလွယ်ဖို့အိတ်ကိုတောင်မှ သိန်း200လောက်အကုန်ချခံပြီးတော့သုံးနေအထိကိုခြေချလာနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လဲဝင်းမုံရွှေကြီးဟာခင်မုံဖြစ်သူကိုကိုနိုင်ဖြိုးကျော်နဲ့အတူမင်္ဂလာဆောင်တဲ့ပွဲတွေမှာဆိုရင်လည်းအရန်ကိုပျော်ရွှင်စွာတက်ရောက်ခဲ့တာဖြစ်ပါတယ်။ကိုနိုင်ဖြိုးကျော်ကသူမအပေါ်ဘလောက်တောင်ချစ်ပေးတတ်တယ်ဆိုတာကိုလည်းအမြဲကြွားတတ်သူဖြစ်ပါတယ်။ ဝင်းမုံရွှေရကလေးမယူသေးပဲအမှုပညာအလုပ်ကိုသာဆက်လက်လုပ်နေတာဖြစ်ပါတယ်။ကိုနိုင်ဖြိုးချော်ကလည်းဝင်းမုံရွှေရဲ့အမှုပညာအလုပ်လုပ်တာကိုကြည့်ပြီးသလိုအောင်မြင်မှုရလာပြီဆိုရင်လည်းသူကိုယ်တိုင်ကအကုန်ယူပြီးတော့မှန်မောနေတာဖြစ်ပါတယ်။ကိုနိုင်ဖြိုးချော်နဲ့လက်ထပ်ပြီးတော့မှအမှုပညာလောကမှာချိန်မိုးခြင်းတိုင်းချိန်မိုးရအောင်ရွှေပုံနဲ့ဆက်ဘဝရောက်နေတဲ့ဝင်းမုံရွှေကြီးကိုအား